သင်အမွာမွေးဘူးပါတလားဓမ္မမဟုတ်အမွာမွေးဖွားသူတွေကိုမြင်ဘူးပါတလားအမွာတွေဟာပုံမှန်အားဖြင့်ဖခင်တူတဲ့အခါပဲဖြစ်တယ်ဆိုတာသင်သိပါတလားဒါဆိုရင်ဖခင်ချင်းမတူတဲ့အမွာနှစ်ဦးကိုတစ်ချိန်ထဲမှာမွေးဖွားရဲဆိုတဲ့ဖြစ်ရပ်ကတော့ဖြစ်နိုင်ပါတလားတိတ်ပံဇလန်းလားဒန်နိုင်လားမဖြစ်နိုင်ဘူးလို့တင်ထင်ကောင်းထင်ပါလိမ့်မယ် ဒါပေမဲ့ဒီနေ့မှာတော့ပေါ်တူဂီနိုင်ငံကအမကန်ဖျက်တစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇီဝဗေဒဆိုင်ရာ အနတ်ဒိဋ္ဌိဖွင့်ဆိုချက်တွေကိုပါပြောင်းလဲပြလိုက်နိုင်တဲ့ကပအရှားပါဆုံးဖြစ်စဉ်တစ်ခုအကြောင်းကို လေ့လာကြည့်ရအောင်ပါ။ဒီအဖျက်ပြဟာပေါ်တူဂီနိုင်ငံမှာ2020ခုနှစ်ဝင်ကျင်က ဖြစ်ပွားခဲ့တာပါအသက်19နှစ်အရွယ်မိခင်တူဟာ အမွာသားလေးနှစ်ဦးကိုကြမ်းကြမ်းမာမာဝေးဖွာခဲ့ပါတယ်။ပုံမှန်သဏ္ဍာန်အားဖြင့်စလူကြပေမဲ့ဝေးဖွာပြီးနောက်မှာတော့ထူးခြားတဲ့အခြေအနေတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ကလေးငယ်တွေရဲ့သွေးအမျိုးအစားနဲ့အခြားရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်တွေဟာမတူညီကြဘဲတရိပ်ပြုမိကြပါတယ်။တန်တရားဖြစ်ပေါ်ရာမို့ဖခင်ဖြစ်ကြောင်းစစ်ဆေးတဲ့ paternity test ကိုလုံဆောင်ခဲ့ရမှာတော့ဆရာဝန်တွေမိသားစုဝန်တွေ ကဘာရဝမ်ကသိပ္ပံပညာရှင်တွေပါအံ့အားတင်သွားခဲ့ရပါတော့တယ်။အဖြေကတော့အမွာနှိုးဟာဖခင်နှိုးစီကနေမွေးဖွားလာခဲ့တာဖြစ်လို့ပါ။ဒီလိုထူးခြားတဲ့ဖြစ်ရပ်ကို heteropaternal superfetation လို့ခေါ်ပါတယ်။မြန်မာလိုအလွယ်တကူပြောရရင်တော့ဖခင်မတူတဲ့အထက်ထက်တရေတဲခြင်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်အမျိုးသမီးတဦးဟာတရေတဲပြီးဆိုရင်တာအုပ်အိမ်ကနေနောက်ထပ်တာအုပ်ထမှန်ကြေကြွားတာကို ဟော်မုန်းတွေကတင်းကျပ်စွာတားဆီးလေရှိပါတယ်။ဒီလိုမှမဟုတ်ရင်လည်းတအိမ်ရဲ့နံရံတွေဟာဒရေတဲပြီးသားအခြေအနေအကြောင်းနောက်ထပ်ဒရေသားကိုလက်ခံဖို့အဆင်သင့်မဖြစ်တော့ပါဘူး။ဒါပေမဲ့ superfetation လို့ခေါ်တဲ့အခြေအနေမှာတော့ဒီထိန်းချုပ်မှုရန်တရားတွေဟာအလုံးမလုံးတော့ပါဘူး။ဒီဖြစ်ချက်ဟာကပါတော်မှာမှတ်တမ်းတင်ထားတာအချိန်၂၀ဝန်းကျင်သာရှိသေးတဲ့အတွက်တိတ်ပံလောကမှာအလွန်ရှားပါပြီး စိတ်ဝင်စားစရာကောင်းတဲ့တဘာဝဖြစ်ရတစ်ခုဖြစ်ပါတယ်။ကလေးငယ်အိုးစလုံးဟာကြမ်းမာစွာဝေးပွားခဲ့ကြပါတယ်။ဒီလိုရှားပါးပြီးရှုပ်ထွေးတဲ့အချိန်မှာလူတိုင်းကမိသားစုရဲ့နောက်ဆက်တွဲအချိန်ကိုစိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။ DNA စစ်ဆေးမှုရလဟာအံ့အားသင့်စရာဖြစ်ခဲ့ပြီးဖခင်အိုးစလုံးအတွက်စိန်ခေါ်မှုများစွာဖြစ်စေခဲ့ပါတယ်။အထူးသဖြင့်မိခင်အပေါ်လူမှုကွန်ရက်နဲ့မီဒီယာတွေရဲ့ဝေဖန်မှုများစွာဖတ်ပေါ်လာခဲ့ပါတယ်။ လူအချို့ကမတင့်လျော်တဲ့အပြုအမိုးလိုဆွဲခဲ့ကြပြီးတစ်ချိန်တည်းမှာပဲအချို့ကဒါဟာတိတ်ပန်နေကြအလွန်ရှားပါတဲ့ဖြစ်ရဖြစ်ကြောင်းမိခင်တို့ဦးတဲ့ကိုသာအပြစ်ပုံချရန်မတင်ဘူးလို့ထောက်ပြခဲ့ကြပါတယ်လူအများပြားရဲ့ရှုတ်ချဝေဖန်မှုတွေကြားကပဲဖခင်ဦးရဲ့အချင်းတွေကပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်ပရမဇုံဖခင်အနေနဲ့ကတော့သူ့ရဲ့ကလေးမဟုတ်ကြောင်းသိလိုက်ရချိန်မှာတော့လက်ခံရခက်ချင်းရှုတ်ထွေးချင်း စတဲ့စိတ်ခံစားမှုများစွာ ရှိခဲ့မှာသိချပါဗျ။ဒုတိယဖခင်အတွက်လည်းမတင်မှတ်ထားတဲ့အခြေအနေတစ်ခုဖြစ်ပြီး၎င်းရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေရှိနေပါဗျ။ကဏ္ဍဦးမှာဖခင်အုပ်စလုံးဟာအခြေအနေကိုကြံရွယ်ဖြည့်ရှင်းဖို့စဉ်စားခဲ့ကြပါဗျ။အဲ့လိုနဲ့နောက်ဆုံးမှာတော့အံ့အားသင့်စရာကောင်းတဲ့လူသားဆန်တဲ့ဆုံးဖြတ်ချက်တစ်ခုပေါ်ထွက်လာခဲ့ပါဗျ။ကလေးတူရဲ့ဖခင်ဖြစ်သူက ကလေးနှစ်ဦးလုံးကို ချစ်ခင်ဆောက်ရှောက်ဖို့ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာဇီဝဗေဒအရာသူကလေးမဟုတ်တဲ့ကလေးငယ်ကိုပါမခွဲခြားပဲ။နှွေးထွေးတဲ့မေတ္တာတရားနဲ့တာဝန်ယူဆောက်ရှောက်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရဟာစင်ခေါ်မှုတွေကြားကနေရုံထွက်ပြီးမိသားစုဆိုတဲ့အနတ်အတိတ်ဘယ်ကိုတတ်မှတ်ရမှာသွေးသားထက်မေတ္တာတရားနဲ့တာဝန်ယူမှုတို့ကသာအတိတ်ကကြာကြောင်းကဘာကိုတတ်သိပြခဲ့ပါတယ်။တဲ့အနေနဲ့ဒီလိုအခြေအနေမျိုးမှာမိခင်အပေါ်ဝေဖန်မှုတွေကိုဘယ်လိုမြင်မိပါသလဲ ဒါမှမဟုတ်ဒီဖားခင်ရဲ့အဆုံးဖြတ်ချက်ကတော့ဘလောက်အထိချီးကျူးစရာကောင်းလဲတင်းရဲ့အမြင်ကို comment မှာမျှဝေခဲ့ဖို့တောင်းဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးဗျာနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်